်အင်္ဂလန်အသင်းကဝေးစ်အသင်းကို၃ဂိုးမရှိရနိုင်ရခဲ့တဲ့ခြေစံပွဲမှာ ဝင်းဘလီကွင်းတဲ့အင်္ဂလန်ပြည်သက်တွေရဲ့အားပေးသံတိတ်ဆိတ်နေမှုကိုနီးပြတူချဲကဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။တူချဲကအာဇာကွင်းကအတန်တိတ်ဆိတ်နေပြီးကျွန်တော်တို့ကပြည်သက်တွေစီကနေအားရင်တွေပြန်မရခဲ့ပါဘူး။ဝေးစ်ပြည်သက်တွေရဲ့အားပေးမှုတွေကိုကြားနေရတာဝမ်းနည်းဖို့ကောင်းပြီးအသင်ဟာကြီးမားတဲ့ပံ့ပိုးမှုနဲ့ထိုက်တန်ပါတယ်။ဆာဗီယာနဲ့ဘွယ်ကအားပေးပံ့ပိုးမှုတွေကလုံးဝကောင်းမွန်ခဲ့ပါတယ်။ကျွန်တော်ကအင်္ဂလိပ်ဘောလုံးပြည်သက်တွေကိုချစ်ပေမဲ့ဒီဘက်မှာအားပေးမှုတွေကကွင်းတွင်းကစွမ်းဆောင်ရည်နဲ့မကိုက်ညီပါဘူးလို့ IDB Sport နဲ့ပွဲပြီးအင်တာဗျူးမှာပြောခဲ့တာပါ။အင်္ဂလန်အသင်းဟာဒီ ီပွဲစဉ်ရဲ့ပွဲချိန်မိနစ်20အတွင်းမှာဝက်ကင်ရောဂျာစာကာရိုရဲ့သွင်းကိုတွေနဲ့ဝေးစတင်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာဝေးစတင်ကိုအနိုင်ရခဲ့ပေမယ့်နီးပြတူချေဟာအင်္ဂလိပ်ပိတ်သက်9000ကျော်ရဲ့အားပေးမှုတွေကိုစိတ်ပြတ်နေကြတာပါ။ဒီဘက်မှာဝေးသင်းပိတ်သက်9000ကျော်ဟာဝင်းမလီကွင်းထဲမှာရှိတဲ့အရှင်ပိတ်သက်တွေထက်စူညံအတန်တွေပိုပြီးဖန်တီးနိုင်ခဲ့တာကြောင့်နီးပြတူချေကအင်္ဂလန်ပိတ်သက်တွေကိုဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ်မိပြအတူချေကလာမယ့်လက်ဘီယာတည်တဲ့2026ကမ္ဘာပလားခြေစစ်ပွဲမှာအင်္ဂလန်ပြည်သက်တွေရဲ့ထိတ်တန့်အားပေးမှုကိုရရှိနိုင်ဖို့မျှော်လင့်နေပါတယ်။အင်္ဂလန်အသင်းဟာနီးပြအတူချေလက်ထက်မှာ9ပွဲကစားထားပြီး6ပွဲအနိုင်ရရှိကာစီနီဂေါအသင်းရဲ့ခြေစမ်းပွဲတစ်ပွဲတည်းသာအရေးနေထားတာပါ။အင်္ဂလန်အသင်းဟာအနိုင်ရခဲ့တဲ့6ပွဲစလုံးပေကိုမပေးရဘဲနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ2026ကမ္ဘာပလားခြေစစ်ပွဲအုပ်စုပွဲစဉ်5ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရရှိထားပြီးဒါမဲ့လက်ဘီယာအသင်းရဲ့ပွဲစဉ်ကိုအနိုင်ရရင်ခြေစစ်ပွဲအောင်မြင်ဖို့နှိစက်သွားပြီဖြစ်ပါတယ်။